အားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရယ် Champion Play တက်တဲ့အားလုံးမင်္ဂလာပါဒါ Man United ရဲ့ဂိုးသမား Andre Onana ကအခုလက်ရှိမှာကလပ်သင်းမှာဆက်နေဖို့ပြင်ဆင်နေပြီးတော့ဒါသူ့အနေနဲ့ Man United ကထွက်ခွာသွားဖို့အစီအစဉ်မရှိကြောင်းနဲ့ Manchester United ကလည်းသူ့ကိုရောင်းချနိုင်ခြင်းမရှိရင်ဂိုးသမားသစ်ထပ်ခေါ်မဲ့အစီအစဉ်ကိုရပ်တန့်ဖို့ရှိတယ်ဆိုတော့ဒါအခုကျွန်တော်တို့ British Media ရဲ့ဖော်ပြချက်အရ Andre Onana က မန်ယူနိုက်တက်အသင်းမှာတေချာပေါက်ဆက်ရှိသွားမယ့်အခြေအနေပေါ့လေအမီမာတီနက်စ်ကိုလိုချင်တယ်လူကက်စ်ကာဗလီယာကိုလိုချင်တယ်တစ်ချိန်တည်းမှာပဲဒါထိတ်တန်းကိုမားတွေကိုတာဂက်ထားသည့်တိုင်အောင်ဥနာနာရဲ့လက်ရှိ situation ကြောင့် United ကအသင်းမှာဆက်ထားရဖို့ရှိတယ်ဆိုတော့ကိုသမားတယောက်ရောင်းပြီးတော့မှတယောက်ဝင်ရမယ့်အခြေအနေမှာလက်ရှိကိုသမားမထွက်နိုင်တဲ့အခြေအနေကြောင့်သူတို့ဘက်ကတော်တော်လေးခတ်နေတယ်ဒီနေရာမှာဥနာနာကသူ့အသင်းမှာဆက်ရှိတာနဲ့နောက်ဆက်တွဲအနေနဲ့ Brian Ambumo ကို Man United ကိုပြောင်းဖို့ပဲတောက်လျှောက်ဖြောင်းဖြားထားတယ်ဆိုတော့ Cameron Lewis အသင်းလည်းဖြစ်တယ် Lewis အသင်းဖော်လည်းဖြစ်တယ် Brian Ambumo က Man United အသင်းကိုပြောင်းဖို့တောက်လျှောက်ဆွေးနွေးနေရရှိတယ် Tottenham Hotspur အသင်းကသူ့ကိုခေါ်ဖို့လုပ်နေသည့်တိုင်အောင် Andre Onana ကတော့စပါးကိုညှင်းပယ်ပြီး Man United ကိုပဲရွေးချယ်ဖို့နဲ့ Manchester United အတွက်သူ့အတွက်အကောင်းဆုံးခွင့်ရရှိကြောင်းနဲ့ United သာလင်သူ့အတွက် ဒါအကောင်းဆုံးဖြစ်နိုင်လိမ့်မယ်လို့ ਉਹ နာကဒါတိုက်တွန်းထားတယ်ဆိုတော့လက်ရှိနေထားရ Brian Ambuemos ကလည်းလဝေးစဉ်အသင်းပေါ်လဲဖြစ်တဲ့ Andre Onana ရဲ့စကားကိုနားထောင်ပြီးသူကိုယ်တိုင်ကလည်း United ကိုပြောင်းချင်တဲ့အတွက် Man United ဘက်ကသာ အပြောင်းရွှေ့ဖြစ်ဖို့ကိုပဲသူတို့ဘက်ကမျှော်လင့်ထားတယ်ဆိုတော့ဒီနေရာမှာဘယ်လိုပြောမလဲဆိုတော့ကစားမကိုယ်တိုင်က Brentford ကဒါ Tottenham Hotspur အသင်းနီးပြားအသင်းဖြစ်လာတဲ့ဒီ Thomas Frank ကို ဒါခံပြီးတဲ့ချိန်မှာသူ့ကိုရအောင်ခေါ်ဖို့ကြိုးပမ်းနေသည့်တိုင်အောင်တော့ဒီစပါကအခု Thomas Frank ရဲ့အနေနဲ့ဒါ Brian Ambuemo ရောနောက် Christian Noga ရောနောက်တစ်ခုက Ryan Wesa ရောသုံးယောက်စလုံးကိုခေါ်တယ်။ Brandford ကတော့သူ့ရဲ့အသင်းကောင်းဆောင် Noga ကိုမရောင်းဘူးလို့ကြေညာထားပြီးတော့လက်ရှိမှာ Wesa ကိုလည်းမသေးကြပါပဲ။ Ambuemo ကိုဒါသူ့ဘက်ကအရခွန်နေတယ်။ Manchester United ကိုပြောင်းကျင်နေတဲ့ Brian Ambuemo က Oba ဒီ Onana ရဲ့ ီဘယ်လိုပြောမလဲအကြံကြံပေးမှုအပါဝင်သူကိုယ်တိုင်က United မှာပဲဆက်ကစားခြင်းနဲ့ United ကိုပဲပြောင်းရွှေ့ခြင်းနဲ့ဆန္ဒကြောင်း Manchester United အသင်းရဲ့ကမ်းလှမ်းမှုကိုပဲစောင့်မျှော်လျက်ရှိတယ်။စပါးရဲ့ကမ်းလှမ်းမှုတွေကိုပယ်ချသွားမယ်လို့ဆိုထားပါတယ်။ဆိုတော့ Man United ကအခု Brentford ပြောင်းရွှေ့ခြင်း short ချပေးဖို့မျှော်လင့်ထားတယ်။သူတို့ဘက်ကကျွန်တော်တို့တနေ့ကပြောသလို Omar Brada တို့ Inni Groups က maximum သတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းဟာပေါင်တန်း60အောက်တာဖြစ်တယ်။ အဲ့အောက်မှာဖြစ်မှာပဲသူတို့ခေါ်မယ်လို့ဆိုထားတဲ့အချိန်မှာ Manchester United အနေနဲ့တကယ်လို့များ Brentford က United အခုဒုတိယအကြိမ်ကမ်းလာမဲ့ကမ်းလာမှုကိုလက်ခံမယ်ဆိုရင်တော့ဒီပြောင်းရွှေ့ဖြစ်နိုင်လိမ့်မယ်လို့ဆိုပြီးတော့လက်မခံရင်တော့သူတို့ဘက်ကအခြားပြစ်မှတ်တွေကိုခေါ်သွားဖို့ပြင်ဆင်နေလို့ဆိုပါတယ်။ ဆိုတော့အခု United ကဒါအခုလက်ရှိမှာပထမအချိန်45 plus 10သန်းနဲ့ကာလာမူပယ်ချခံရပြီမြေဒီဒီချိန်မှာတော့ဒီတက်ပိုကောင်းတဲ့ offer မျိုးသူတို့ဘက်ကပေါင်55သန်းနဲ့58သန်းကြား maximum လုပ်နေတယ်မန်ယူနိုက်တက်ကအခု Victor Yogres ရဲ့အပြောင်းရွှေ့ပြတ်သွားပြီးတဲ့အချိန်မှာ Hugo Akitike ကိုပါခေါ်ဖို့လုပ်နေခြင်းနဲ့ Victor Osimhen ရှိပေမဲ့အခုလောလောဆယ်မှာ သူတို့အနေနဲ့အိုက်တိုက်စစ်ပိုင်းမှာဘိုင်လီဘူကူစင်ရဲ့ပက်ထရစ်ရှိကိုသဘောချတယ်ဒီသားမကတော့ဒါချက်လွေရေလွေးစင်ကသားမဖြစ်တယ်ပြောင်းရွှေ့ခြေကအရန်စည်းမကြည့်ဘူးသူ့ကိုအလွန်ဆုံးပေးရတန်း30 40ချားရှိပြီးတော့ပက်ထရစ်ရှိကပြီးခဲ့တဲ့ယူရို2021ပြိုင်ပွဲကလေးကတကယ်ကောင်းတဲ့ကစားမဖြစ်ခဲ့တဲ့အိုက်ကနေမှဆင်အခုဒါဘိုင်လီဘူကူစင်အသင်းကနွေရာသီမှာအလွန်ဆိုထွက်သွားတဲ့အတွက်ရောင်းနိုင်ပွဲရှိတဲ့အချိန်မှာ Manchester United ကဖက်ထရီရှိကိုပါသူတို့ရဲ့တိုက်စစ်ထဲမှာထည့်ထားတယ်ဆိုတော့တိုက်စစ်ကတော့၃ယောက်ပေါ့လေဆိုတော့အခုပက်ထရီရှိက United ရဲ့ striker option လေးကိုထည့်သွင်းထားတယ်၄၀လောက်ပဲရှိတယ်ဆိုတော့နောက်ဆုံးသတင်းရ Onana ဆက်နေမယ်နောက်အခုလက်ရှိမှာ Brian Ambuemo အပြောင်းရွှေ့ကိုဖြစ်နိုင်ဖို့ Onana ကအသေးအတန်ကြိုးပမ်းပြီးတော့ကစားမကူကဖြောင်းပြထားပြီး United ကနောက်ထပ်တိုက်စစ် option တွေပက်ထရီရှိကိုစောင့်ကြည့်နေတာပါအားလုံးကျေးဇူးတင်ပါတယ်